ီနေ့ကတော့ချက်စီသမင်းကိုရွေးချယ်စရာစက်သားရတာ17မျိုးထိအောင်ရတဲ့နာမည်ကြီးနေတဲ့မြန်မာပြည်ရဲ့ပထမဆုံးစင်ကာပူချက်စီသမင်းဆိုင်လေးမှာချက်စီသမင်းနဲ့နန်ယိုးပေါင်းကျုပ်ပေါင်းစီချွန်တုံထိုးတွေကိုတွားဆမှာပဲဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ Terminal M Level 2 Food Court မှာဆိုင်ခွဲအသစ်အနေနဲ့ထပ်ဖွင့်ထားတဲ့ Saucy Hop Singapore ချက်စီသမင်းဆိုင်လေးပဲဖြစ်ပါတယ်။ဒီမှာကျတော့ချက်စီသမင်းတွက်ဆိုရင်ချက်သားအတွက်က flavor 17မျိုးထိရပြီးတော့စားလို့ရဆိုင်ပေါ့နော်။ဒီမှာကတော့အတားရတာအတွက်17မျိုးရလို့ဆရာတို့မိတ်ဆက်အနေနဲ့ကတော့6မျိုးရပါတယ်ရှင်။ဩဒီဘက်ဆိုင်ခွဲမှာပေါ့နော်။ဒီဘက်ဆိုင်ခွဲမှာချက်ကြော်ရဲ့ချက်ကင်ရဲ့အပောင်းရဲ့ရပါတယ်ရှင်။ဒီမိုင်းထဲမှာကျတော့သူကကျတော့3မျိုးရတယ်ချက်ကြီးရတယ်၊ချက်မီတီရတယ်၊စီချွန်ရတယ်ရှင်။ဟုတ်ကဲ့ရှင်။ဒီမှာတော့အစားရတာလေးပဲရှင်။အပောင်းထဲမှာတော့1မျိုးရတယ်ရှင် original အပောင်းရဲ့ ကျန်တဲ့ပြာရေပါရတယ်ရှင်အသားရတာကိုနှမျိုးရောတွဲစားရရတယ်သုံးမျိုးရောလေးရတယ်ရှင်တခြားကျတော့အသားကြီးတဲ့ရှိတယ်ဝက်နိုင်မှုပေါင်းလို့ချက်သေးချက်မျိုးကျုပ်ပေါင်းလို့လေးရတယ်ရှင်အခုနေရာကျတော့ကိုတိုက်တဲ့ကင်ရိုးတစ်ချောင်းကြီးရွေးမှုရပါတယ်ရှင်ဟုတ်ဟုတ်အတီးရွက်တဲ့ဆိုရင်လည်းထိုင်ဝမ်ကူးစီလိုရုံးမလေးကြီးကင်လိုအမှုကင်လိုရရပါတော့ဒီမှာကကျတော့ချက်စီသမင်းအတွက်ချက်သားကို taste တွေအမျိုးမျိုးနဲ့ကိုမှုပေါ်မူတည်ပြီးအချိုအဆက်အကြောအကင်အပေါင်းစသဖြင့်ရွေးပြီးစားလို့ရတဲ့နေရာလေးပေါ့နော် ဒီ Saucy Hop Singapore ချက်စစ်သမင်းအကြတော့ချက်စစ်သမင်းတို့ရဲ့ချက်သားကိုအရသာစက်တဲ့မျိုးထိကိုစိတ်ကြိုက်ရွေးချယ်စားလို့ရရဲ့မြန်မာပြည်ရဲ့ပထမဆုံးစင်ကာပူချက်စစ်သမင်းဆိုင်ပေါ့နော် Triple Dot Chicken Rice လေးမှာထားရဲဒီမှာဆိုရင်ချက်နီချက်ပေါင်းချက်ကြော်ပါရပေါ့နော်ချက်ပေါင်းလေးစားကြည့်မယ်ချက်ပေါင်းလေးကနူးညံ့ပြီးတော့အထက်မှာ juicy ဖြစ်နေတာပေါ့နော်တော့တွေ့ဆိုရင်လည်း chili ရယ် jim sauce ရယ် spice sauce ရယ်ပေးထားရပေါ့နော်အဲ့တော့ချက်နီလေးနဲ့စားပါမယ် ကျက်နေလေးကကြတော့အနံ့မှုမွေးနဲ့အပေါ်ရန်သားလျက်တင်းနေပြီးတော့မှဝါလက်တဲ့ချိန်ကျရင်အထက်အသားလျက်အိညာပေါ့နော်ကျက်နေလေးဆိုရင်လည်းဒီဆိုင်မှာကကြတော့လူကြိုက်များရပေါ့နော်စင်ကာပူပဲနိုရီအေးလေးပါအရာတာစိမ့်စိမ့်လေးနဲ့ပြီးတော့ပဲရဲ့ original အရာတာကိုပို့ပြီးတော့ခံစားရတာပေါ့နော်ကျွန်တော်ဒီလိုပုံစံလေးကြိုက်တယ်ပေါ့နော်ကျက်စီချမင်းအရာတာကတော့ပြောစရာမလိုအောင်ပြည့်စုံတယ် အဲ့ဒီပြင်မှာဒီကြက်စီတမျိုးချက်တဲ့ခါကျရင်လည်းအချိန်၄နိုင်လောက်ပေးပြီးတော့စနစ်တကျတိကျလေးချက်ထားပါဗောနော်စံသားရောပါဝင်ပစ္စည်း ingredient တွေအကုန်လုံးကလည်း high quality ကိုပဲတုံ့ပြန်တာဖြစ်တဲ့ကြောင့် authentic chicken rice ကိုခံစားရတာဗောနော်အလေးရတော့ထိုင်ဝမ်မုန်ချင်းကျူစီလေးပေါ့နော်။ဒါလေးရတော့ဆေးဘက်ဝင်ကျုပ်ပေါင်းလေးပေါ့နော်။ ပဝင်းပစ္စည်းအနှံ့လေးရဲ့တင်းတင်းလေးနဲ့ဟိုမှာကျက်ဦးလေးကလုံးဝတွားလိုက်တာတထွတ်ထုံးနေပေါ့နော်။ဂျင်းစော်ကြံတော်တော်လိုက်ကြ။ဒါဒီရတော့ဝန်နယ်ယူပေါင်းလေးပါ။ဒီထဲမှာဆိုရင်ဝန်နယ်ယူရဲ့ပြည်သမားစက်တွန်ဦးဖြူပဲတခါထည့်ပေါင်းမိထားပါနော်။အလျားကြပုံမှန်ရောက်အချိုပဲပေါ့နော်ကျွန်တော်ကဒါမြုပ်သီးလေးရဲ့နည်းနည်းမင်းရဲ့တခါတည်းထိပ်ပြီးတော့တောက်တာပါအကြီးရတာနည်းနည်းပေါ့လို့ခံစားမိရပေါ့နော်ညညအိဖတ်နေပါလား ဒါလေးကတော့စီချံတုတ်ထိုးချောင်းလေးပါဒါလေးကတော့ကြက်ဥချောင်းပေါ့နော်ကျွန်တော်ကဒါစီချံမာလာလေးနဲ့ပဲမှားထားပါတယ်တွားကြတော့စီချံမာလာနဲ့ချီလီဆိုပြီးရွေးလို့ရပါတယ်အဆက်လက်ပဲရလဲ1 2 3ရိုးလေးရတယ်ကျွန်တော်မာထားလေးတော့တော်တော်ဆက်တယ်ပေါ့နော်အေးပြုံမှာစီချွန်မာလာနဲ့ပြင်းပြင်းလေးနဲ့ ဝတ်သားကြောင်းလေးပါအာပြီးတော့စီချွတ်မာလာရတာလေးရကြတော့အပေါ်ရံမှာပဲအနှစ်ရှိနေပြီးတော့အတွင်းသားရဲ့ထီကိုစိတ်မဝင်နေဘူးခံစားမိရပါတော့ကျွန်တော်ဒီနေ့ကတော့ချက်စစ်တမင်ကောင်းကောင်းလေးစားခြင်းလို့တာမီနယ်အမ် level 2ခုကောမှာအတိတ်ထပ်ပွင့်ထားရဲစော်စီဟော့စင်ကာပူချက်စစ်တမင်ဆိုင်ခွဲလေးမှာလာစားကြရပဲဖြစ်ပါတယ်ကျွန်တော်ဒီလေကျွန်တော်ဒီမှာပဲဆော့တက်လိုက်ပါမယ်နောက်လည်းကျွန်တော်ဘယ်ဆိုင်လေးပင်ညာလေးခေါ်အောင်လဲဆိုတော့သွားကြည့်ပါဦးတာတာ